ရွှေထူးနဲ့ရွှေမုံတို့ကြောင့်ဆက်ဆံရေးကိုဝင်နောက်ရှက်နေတဲ့နေတူမင်္ဂလာပါရှင်ဆယ်လီဆယ်ဖန်မီဒီယာမှာပြန်လည်ကြိုဆိုလိုက်ပါတယ်မင်းသားကြီးနေတူကတော့ကိုဘသားကိုကိုမိသားစုနဲ့မနေထိုင်ပဲသူများနဲ့များကြောင့်ဝင်ရှုပ်နေတဲ့ဆိုပြီးပြည်သက်တွေချားနေမှာလူပြောများနေခဲ့ပါတယ်မင်းသားကြီးနေတူကမင်းသမီးရွှေမုံရဲ့ရင်နဲ့အစိုးရရွှေထူးတို့ဇနီးမောင်နဲ့နေရောက်ချားနေမှာလိုင်းရှုပ်နေတာပဲဖြစ်ပါတယ်ဒီပုံရိပ်လေးတွေကလည်းဆိုရှယ်မီဒီယာမှာပြန့်နှံ့သွားခဲ့ပြီးသူများလည်းမယားကို ခုလိုလိုက်မရှုပ်ဖို့အတွက်အားလုံးကပြောနေကြတာပါ ရွှေထူးနဲ့ရွှေမုံတို့ကမြန်မာနိုင်ငံမှာနေမဟုတ်ပဲတောင်ကိုရီးယားနိုင်ငံမှာပါသွားရောက်လဲပဲ့ရင်နေပျော်ရွှင်နေကြတာဖြစ်ပါတယ်။တောင်ကိုရီးယားရိုးရနန်းတွေဝတ်စုံလေးတွေကိုဝတ်ဆင်ပြီးတော့နန်းတော်ကြီးတွေမှာလဲပဲ့ရင်နေပျော်ရွှင်စရာပုံရိပ်လေးတွေကိုလည်းချပြနေခဲ့ကြပါတယ်။ဒါပေမဲ့ဒီချိန်မှာဘေးကနေကန့်လန့်ကန့်လန့်လိုက်ပါနေတဲ့မင်းသားကြီးနေတို့ကိုတွေ့လိုက်ရတဲ့အတွက်သူကဘာလို့လိုက်ရှုံနေတာလဲဆိုပြီးအားလုံးကပြောနေကြတာပါ နေတိုးကလည်းတောင်ကိုရီးယားရိုးရာနန်းနွေးဝတ်စုံကိုဝတ်ဆင်ပြီးတော့မိပြားကြီးတစ်ပါးသဖွဲ့ပြင်ဆင်ထားခဲ့တာပဲဖြစ်ပါတယ်ဒီပုံစံကိုကြည့်ရတာကတော့မသိရင်အစိုးရတရုတ်ဆောင်ရွှေထူးကပဲမိပြားကြီးနှစ်ပါးနဲ့လှည့်ပတ်ပြီးတာယာနေတဲ့ပုံပေါ်နေခဲ့တာပါ။ဒါကြောင့်နေတိုးကသူတို့ဘာလင်မြဆက်ဆံရေးချားတဲ့ကိုဝင်ရောက်နှောက်ယှက်နေတယ်ဆိုပြီးအခုလိုမျိုးဝေဖန်ခံနေရတာပါ။ ဒီကမှာတော့ပြိတ္တတွင်လည်းနေတိုးရဲ့ပြင်ဆင်မှုကိုဖြူပြဲကြည့်လိုက်ပြီးဒါကနေတိုးမဟုတ်ပဲသူနဲ့ချစ်ဆွတ်တူနေတဲ့မင်းသမီးရွှေမုံရည်ရဲ့ညီမငွေမုံရည်ဖြစ်ကြောင်းသိရှိသွားခဲ့ကြတာပါတကယ်တော့ငွေမုံရည်ကအခုနောက်ပိုင်းမှာဆိုရင်နေတိုးနဲ့အဖေမတူမအေခွဲညီကိုမောင်နှမတွေလာလို့တော့ထင်ရလောက်တဲ့တင်ရုပ်ရည်ကတပုံစံနဲ့တူညီနေတာဖြစ်ပါတယ် ဘလူဘဲမင်းကလေးလိုပြည့်စင်နေပါစေနေတိုးရဲ့ရုပ်ကြီးနဲ့ချက်စုပ်ကိုတူညီနေတာဖြစ်တာကြောင့်အခုလိုနန်းတွင်ဝတ်ဆောင်ကြီးကိုဝတ်ဆင်ထားတဲ့အချိန်မှလည်းနေတိုးကြီးအလပြင်ထားသလိုမျိုးထင်နေရတာဖြစ်ပါတယ်ဒါကြောင့်နေတို့တီဟောင်းရွှေမုံရည်နဲ့ရွှေထူးတို့ဇနီးမောင်နဲ့ရဲချားနေမှာမစီမဆိုင်ကက်လန်တီနဲ့ဝင်းရှုံနေတဲ့ဆိုပြီးအားလုံးကစာနေကြတာပါတကယ်လဲမင်းသားနေတို့ကိုယ်တိုင်မိကက်တီလင်းချဲလာပြင်ဆင်ပြီးတော့ကိုရီးယားနန်းတွဲမိဖုရားကြီးဝတ်စုံကိုဝတ်ဆင်ထားသလိုမျိုးထင်ချင်စရာကြီးပဲဖြစ်ပါတယ် လုံးဝကိုသွေးမတော်သားမဆက်ကြတဲ့နေတိုးနဲ့ငွေမုံရည်ရီတို့နှစ်ယောက်ကဘာလို့တလောင်းအထိရုပ်ချင်းတူနေရလဲဆိုတော့အားလုံးလေးစဉ်းစားမရအောင်ဖြစ်နေခဲ့ရပါတယ်။ငွေမုံရည်ရီကတော့သူ့ကိုနိုင်ငံကျော်ထိတ်တန်းမင်းသားကြီးနေတိုးနဲ့တူရဲဆိုပြီးပြောနေတာကြောင့်စိတ်တွေဆင်းရဲပြီးအိမ်ရတဲ့၃ရက်လောက်တောင်လဲသွားခဲ့တယ်လို့သိရပါတယ်။နေတိုးနဲ့မတူအောင်မိတ်ကက်တွေအများကြီးလိမ့်ပြီးမိမပီသားစွာနေထိုင်နေပေမယ့်ရှေးကကြည်ကြည်အနောက်ကကြည်ကြည်နေတိုးကြီးဖြစ်နေတာပါ အခုလင်တောင်ကိုရီးယားရိုးရာမိဖုရားကြီးပုံစံဝတ်စုံတဲ့တူလာပါစွာ ဖြစ်စင်ထားပေမယ့်မင်းသားကြီးနေတူဆိုပြီးပင်အစခံရတာဖြစ်ပါတယ်ရွှေမုံနဲ့ရွှေထူတို့ကတော့နိုင်ငံသားကိုတွားရောက်ပြီးအလေပက်ခီးတွေထွက်နေရင်းနဲ့သာသမီရင်သွေးရတနာရရှိဖို့အတွက်ကိုလည်းအစွမ်းကုန်ကြိုးစားနေကြတာဖြစ်ပါတယ်။ဒီကြားထဲမှာနေတိုးနဲ့ချစ်ဆွတူနေတဲ့ငွေမုံရည်ကဘာလို့ကန့်လန့်ထိလိုက်ပါသွားသလဲဆိုတာတော့မသိပါဘူး။ အခုလိုနေတိုးကြီးတရားရွှေထူးနဲ့ရွှေမုံတို့ကြောင့်ဝင်ရောက်နှောက်ယှက်နေတဲ့ဆိုပြီးစားနောက်နေတဲ့အပေါ်မှာပြိတ်သက်ကြီးတို့ရောဘလို့ထင်မြင်မိကြပါသလဲရှင်။